ကျွန်တော်ကြောင့်သူများမင်္ဂလာပါဆရာကတော့ဒသမတန်တင်ရုပ်တည်မြန်မာစာဘာသာရပ်ကိုတင်ပြဆွေးနွေးသွားမယ်ဆရာဦးဝေရံဖြစ်ပါတယ်ဆရာဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့အိန္ဒူအိန္ဒါကောင်းဤအရေးချင်းများအကြောင်းကိုဆွေးနွေးမှာဖြစ်ပါတယ်ဒီတင်ငန်းစာကိုလေ့လာခြင်းအဓိကရည်ရွယ်ချက်ကတော့ အသေးငယ်ဆုံးဖြစ်တဲ့အိန္ဒုအိန္ဒာအစုအသင်းကနေစပြီးတော့အကြီးမားဆုံးသောအစုအသင်းဖြစ်တဲ့တိုင်းနိုင်ငံအထိစီးလုံးညီညွတ်စွာ နေထိုင်တတ်တဲ့အလေးချင်းကောင်းတွေကိုသိရှိစေဖို့လက်ထောက်ပညာမြင့်ကြီးဦးထွန်းအောင်ရဲ့အရေးသားကိုသိရှိစေဖို့အတွက်ရည်ရွယ်ခြင်းပဲဖြစ်ပါတယ်။ဒီအိန္ဒုအိန္ဒာကောင်းရဲ့အရေးချင်းများဆိုတဲ့စကားပြေရာဆိုရင်တော့သုဒ္ဓဆောင်းပါးစကားပြေအမျိုးအစားပဲဖြစ်ပါတယ်။ကိုလိုနီခေတ်မှာရေးခဲ့တာပဲဖြစ်ပါတယ်။ ဒါကိုဘယ်ကနေကောက်လောက်ထားလဲဆိုတော့လက်ထောက်ပညာမင်းကြီးဦးထွန်းအောင်1948ခုနှစ်မှာရေးခဲ့တဲ့ပညာရေးအခြေခံတဘာဝအစာအုပ်ကနေကောက်လောက်ထားတာပဲဖြစ်ပါတယ်။ဆက်ပြီးတော့ဦးထွန်းအောင်ရဲ့အထုပ်ပတ်တိအချင်းကိုလေ့လာကြည့်ကြရအောင်။ဦးထွန်းအောင်ကို1896ခုနှစ်မှာအဖတိစံရေးရာ inspector ဦးလှပင်နဲ့အမိဒေါ်မဲအောင်တို့ကနေဖွားမြင်ခဲ့တာပဲဖြစ်ပါတယ်။ ငယ်စဉ်ကဖခင် တာဝန်ထမ်းဆောင်ရာလိုက်ပါရင်းနဲ့မက်ဒရာမျိုး တိုင်းရင်းဘာသာကြောင်ပခုတ်ကူမျိုးအင်္ဂလိပ်ဝက်စလီယန်မစ်ရှင်ကျောင်းတို့မှပညာသင်ခဲ့ပါတယ်တတမရန်ကိုတော့ဟင်္ဒရာမျိုး ABN ကျောင်းကနေစကောလာရှစ်ဖြင့်အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ရန်ကုန်မျိုးဘက်တစ်ကုရှင်တမ်းမြင့်ကျောင်းကနေမက်ထရစ်နဲ့ဟိုက်စကူးဖိုင်နယ်ကိုအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်ရန်ကုန်မြို့ဘက်တစ်ဂျက်ဆင်ကောလိပ်ကနေ 1946ခုနှစ်မှာ IA စာမေးပွဲကိုအောင်မြင်ခဲ့တယ်။ IA အောင်မြင်ပြီးတဲ့နောက်မှာဟင်္ဒရာ ABN ထက်တန်းကျောင်းမှာထက်တန်းပြဆရာဖြစ်9နှစ်ခန့်လောက်ကန်ခဲ့ပါတယ်။အဲ့ဒီကာလမှာထက်တန်းပြဆရာဖြစ်စာမေးပွဲအောင်မြင်ခဲ့ပါတယ်။ Jason College ကနေ BA စာမေးပွဲကို1922ခုနှစ်မှာဂုံတူးဖြစ်အောင်မြင်ခဲ့သူလည်းဖြစ်ပါတယ်။ဟင်္ဒရာမျိုးအထက်တန်းကျောင်းထက်တန်းပြဆရာ 1923-24ခုနှစ်မှာ ရမဲသိန်းမြို့အလဲတန်းကျောင်းအုပ်1926ခုနှစ်မှာမြင်းကျန်မြို့အင်္ဂလိပ်မြန်မာနှစ်ဘာသာတင်အစိုးရထက်တန်းကျောင်းအုပ်တာဝန်တွေကိုထမ်းဆောင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။အဲ့ဒီကျောင်းမှာ10နှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့တာလည်းဖြစ်ပါတယ်။1933ခုနှစ်မှာဆိုရင်တော့စာစစ်မင်းကြီးရဲ့အတွင်ရေးမှုအဖြစ်ရွေးချယ်ခန့်အပ်ခံခဲ့ရပါတယ်။အဲ့ဒီနောက်ပညာမင်းကြီးအပါတော်မြင့်နဲ့လက်ထောက်ပညာဝန်အဖြစ် ဆောင်ရွက်ခဲ့တယ်1938ခုနှစ်ကနေ1942ခုနှစ်အထိအရင်သားဆရာဆရာမများအတွဲပညာမဂ္ဂဇင်းကိုကြီးကျက်ထုတ်ဝေခဲ့တာပဲဖြစ်ပါတယ်1941-42ခုနှစ်မှာတော့ပါဠိတက္ကသိုလ်စုံစမ်းရေးအဖွဲ့တက္ကသိုလ်နှင့်စာသင်ကျောင်းများမှာဆိုလို့ရှိရင်မြန်မာဘာသာဖြင့်သင်ကြားပို့ချရေးအဖွဲ့အတွင်ရေးမှူးအဖွဲ့ဝင်လူကြီးအဖြစ်ဆောင်ရွက်ခဲ့ပါတယ်1942ခုနှစ်မှာမူရန်ကောင်းတစေရမင်း ATM ဘွဲ့ကိုချင်းမြင့်ခံခဲ့ရပါတယ် ဂျပန်ခေတ်မှာတော့တာယာဝတီပြီးတိုင်းဒေသကြီးပညာဝန်ပညာမင်းကြီးလက်အောက်သို့ဆရာတက်တင်ကောလိပ်ကိုလွှဲပြောင်းတဲ့အခါမှာယာယီကျောင်းအဖြစ်တင်ယိုညွှန်းနှဲတဲ့ကျောင်းလုပ်ငန်းတွေကိုရေးဆွဲတက်မှတ်ပေးခဲ့ရတာပဲဖြစ်ပါတယ်စပီးခေတာယာဝတီပြည်တနင်္သာရီမန္တလေးတိုင်းဒေသကြီးတို့မှာဆိုလို့ရှိရင်ကျောင်းများအများဆုံးဖွင့်လှစ်နိုင်ရေးဆရာများလားစာထုတ်ယူနိုင်ရေးတို့အတွက်ဆောင်ရွက်ပေးခဲ့ပါတယ်1964ခုနှစ်မှာတော့ ပညာရေးစနစ်စုံစမ်းရေးအဖွဲ့အတွင်ရေးမူ1950ခုနှစ်မှာမြန်မာပြည်သို့ဆီလွတ်သည့် UNESCO ပညာရေးအဖွဲ့အတိုင်ပင်ခံအဖြစ်ကူညီဆောင်ရွက်ခဲ့ပါတယ်။ရက်စဲသွားတဲ့ပညာမဂ္ဂဇင်းအစား1952ခုနှစ်မှာပညာဒဇောင်မဂ္ဂဇင်းကိုစတင်ပုံနှိပ်ထုတ်ဝေပါတယ်။ပညာဒဇောင်အုပ်ချုပ်ရေးအမှုဆောင်နဲ့စာတီးမှုအဖြစ်ဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။ ဥထုံးအောင်ပါဆိုလို့ရှိရင်ပညာဆိုင်ရာဆောင်းပါးများကိုစာနယ်ဇင်းတို့မှရေးသားခဲ့တယ်လို့မျိုးပဲပညာရေးဆိုင်ရာလုံချင်းစာအုပ်22အုပ်ကိုရေးသားပြုစုခဲ့ပြီးတော့ပညာရဲ့အခြေခံတဘာဝလူငယ်နှစ်သူ၏ပညာသင်ကြားခြင်းပညာအတင်ကြားမှုဆိုင်ရာ စိတ်ပညာပညာရေးတိုင်းတာမှုပထဝီအုပ်မြင့်စတဲ့စာအုပ်များမှာဆိုလို့ရှိရင်အထူးထင်ရှားပြီးတော့အကြင်ကြင်ထုတ်ဝေခဲ့ရပါတယ်အဲ့ဒီတဲကမှအချို့မှာဆိုလို့ရှိရင်ចောင်းတုံး စာအုပ်များအပြင်ပြဋ္ဌာန်းခံခဲ့ရပါတယ်။ဆရာကြီးဦးထွန်းအားဆိုလို့ရှိရင်1969ခုနှစ်နိုဝင်ဘာလ20ရက်နေ့မှာအမှတ်6တိရိမင်္ဂလာလန်စံကြောင်းမြို့နယ်နေအိမ်မှာကွယ်လွန်အိဆာရောက်သွားခဲ့တာပဲဖြစ်ပါတယ်။ဒါကတော့ဆရာတို့ကစာရေးဆရာဦးထွန်းအောင်ရဲ့အထုပ္ပတိအကျဉ်းကိုလေ့လာခဲ့တာပဲဖြစ်ပါတယ်။ဆက်ပြီးတော့ဦးထွန်းအောင်ရေးသားတဲ့အိန္ဒိုအိန္ဒါကောင်းရဲ့ချင်းမြအကြောင်းကိုလေ့လာကြည့်ကြရအောင်။ လူဟာဆိုလို့ရှိရင်အစုအသင်းဖွဲ့စည်းနေထိုင်တဲ့တရားဖြစ်ပါတယ်။ညာစွာမရင်ကျေးသိမိအချိန်ခါကဥကဲ့သို့ပေါင်းစုဖွဲ့စည်းနေထိုင်သောအစုအသင်းငယ်များမှတင်းငယ်ပြီးတော့လူအနေငယ်များသာပါဝင်ကြပါတယ်။ရင်ကျေးလာတဲ့အလျောက်ဆက်သွယ်ရင်းနှီးခြင်းကျေဝန်းလာတဲ့အခါမှာစုပေါင်းနေထိုင်ကြတဲ့အစုအသင်းများကလည်းကြီးမားလာပါတယ်။လူတိုင်းပင်လူမျိုးတစ်မျိုးပါဝင်သည့်တိုင်းနိုင်ငံတည်းဟုသောအစုအသင်းကြီးအသင်းသားတယောက်ဖြစ်လာခဲ့ပါတယ်။ တိုင်းနိုင်ငံကဲ့သို့သောအစုအသင်းကြီးများဆိုလို့ရှိရင်တင်းငယ်တဲ့အစုအသင်းများကိုစုပေါင်းခြင်းမှရရှိပါတယ်။အသင်းငယ်ဆုံးသောအစုအသင်းဟာဆိုလို့ရှိရင်အိန္ဒုအိန္ဒာတစုပင် ဖြစ်ပါတယ်။အိန္ဒုအိန္ဒာစုဟာဆိုလို့ရှိရင်ရည်ကြီးသောသူတို့တွင်ရှေးအစဉ်အဆက်ဆက်မှတည်ရှိခဲ့သည်ဖြစ်တဲ့အတွက်ကြောင့်ရှေးအကြဆုံးဖြစ်သည့်တမကအရေးကြီးဆုံးသောမူလအစုဧပဝေတနီကနေစပြီးတော့လူတို့အမျက်တနိုးဖွဲ့စည်းတည်ထောင်စောင့်ရှောက်ခဲ့တဲ့အစုအသင်းဖြစ်ပါတယ်။ အဲ့ဒီအစုအသင်းရဲ့ရည်ရွယ်ချက်ကတော့လူတို့ဘာဝမိဖက်ဆောင်တွဲရန်သားငယ်သမီးငယ်များရရှိရန်သားသမီးများကိုယူရလုံကျွေးစောင့်ရှောက်ပြုစုရန်ရှေးအစဉ်အဆက်ဆက်မှစုဆောင်းရရှိခဲ့သောလူမျိုးသမျိုး၏အတတ်ပညာနှင့်ယဉ်ကျေးခြင်းအမွေအနှစ်များကိုနောင်လာနောက်သားတို့အားပေးရန်ကြီးပြင်းလာသောအခါဆောင်ရွက်လောက်ကံရမည့်လုပ်ငန်းတာဝန်များကိုငယ်ရွယ်သူတို့အား သင်ကြားပေးရန်နှင့်အင်သားတစုဤလောက်တာဝများကိုတင့်လျော်အောင်ခွဲဝေ၍လောက်ကန်ဆောင်ရွက်တဲ့ရန်ဖြစ်ပါတယ်။ဒါကတော့အိန္ဒုအင်သားစုရဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။အဲ့ဒီလိုအစုအသင်းပြုလုပ်နေထိုင်ခဲ့ကြရာကနေအိန္ဒံပြူခြင်းထုံးစံတလေလိုက်နာခြင်းလူကြီးမိဘတို့အားယုံကြည်ကန့်ညွတ်ခြင်းအိနာစုတစုတွင်တဦးကိုတဦးချစ်ခင်ကျင်နာခြင်းဒါရီယာဆိုလို့ရှိရင်လူအမျိုးမျိုးတို့၌ကာလဒေတာနှင့် လူမျိုး၏စိတ်နေထားညာအလျောက်အမျိုးမျိုး क्वे ပြခြားနာကြပါတယ်အဲ့ဒီလိုခြားနာနာခဲ့ကြတော့လဲပဲအိန္ဒာတစုတို့ရဲ့စီလုံးနေထိုင်မှုကတော့ညာစွာ ပြပြချင်းမရှိခဲ့ပါဘူးလွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းကပဲစက်မှုလက်မှုအလုံးများတိုးတက်များပြားခြင်းကျေးလက်တော်ရများမှာမြို့ကြီးပြကြီးများတို့လူသူအများသွားရောက်နေထိုင်ခြင်းအသက်မွေးဝမ်းကြောင်းရှုပ်ထွေးခဲရင်ခြင်းစတဲ့အကြောင်းများကြောင့်အိန္ဒာတစု အတူစီးလုံးနေထိုင်မှုပါဆိုလို့ရှိရင်အခြေအနေပြောင်းလဲဆုပ်ယုပ်လျက်ရှိပါတယ်။ယခုခေတ်မှာဆိုလို့ရှိရင်များစွာသောမိဘတို့ပါဆိုရင်အိမ်မထွက်လျက်အသက်မွေးပန်းကြောင့်ရှာဖွေကြရတယ်။သားသမီးတို့ပါဆိုလို့ရှိရင်လည်းမိဘများမှခွဲလျက်အချိန်များစွာကုန်လွန်ကြရတယ်။များစွာသောအိမ်တော်တို့ပါဆိုလို့ရှိရင်ကျင်းကျက်စွာနေထိုင်ကြရတဲ့အတွက်ကြောင့်ရှေးရိုးစင်လာတိုင်းလွတ်လပ်စွာနဲ့ရင်းနှီးစွာနေထိုင်ခွင့်မရကြတော့ပါဘူး။ဒါကတော့ခေတ်ဒီစနစ်တွေပြောင်းလာတာနဲ့အများ အပြည့်ဝင်လာတဲ့အချက်ပဲဖြစ်ပါတယ်ခေအလျာကိုအသက်မွေးမြူနေထိုင်ပုံပြောင်းလဲတဲ့အတွက်ကြောင့်အိမ်ောင်တို့ရဲ့အစည်းအလုံးပြပြခြင်းတို့ကြောင့်လူကြီးမိဘတို့အားယူသေးကန်ဆိုင်ခြင်းတူးနဲ့တူးချစ်ခင်ကျင်းနာခြင်းဒါတွေဆောက်ရွက်ကုန်ပါတယ်အိမ်တို့အိမ်သားဆောင်တယောက်ပြီးပြီးထမ်းဆောင်ရတဲ့အလौတာဝန်တွေကို မထမ်းဆောင်လို့ခြင်းအချင်းချင်းမတင်မတင်မညီညွတ်ခြင်းကဲ့သို့ မလိုအပ်တဲ့စိတ်နေစိတ်ထားတွေရဆိုလို့ရှိရင်များပြားလျက်ရှိတို့ပင်ဖြစ်စေကမူအိမ်သားတစုပါဆိုရင်လူတို့အတင်းအပင်ဖွဲ့စည်းနေထိုင်ရေးမှာအရေးကြီးဆုံးသောမူလအဆုအတင်းပဲဖြစ်ပါတယ်မိမိတို့အိမ်အောင်စုမှာကောင်းမွန်စွာနေထိုင်ရေးအတွက်အိမ်သားအားလုံးတို့ပါဆိုလို့ရှိရင်အိမ်သူအိမ်သားကောင်းတို့ဤအရေးချင်းတွေကိုကောင်းစွာဝင်းယူတင်ပါတယ်ဒါမှသာပျော်ရွှင်စရာကောင်းတဲ့မိသားစုစီးလုံးညီညွတ်တဲ့မိသားစုတစ်ခုဖြစ်လာမှာဖြစ်ပါတယ် အိမ်သူအိမ်သားကောင်းဖြစ်လာစေဖို့အတွက်မိမိတို့ရဲ့ကိုယ်နဲ့စိတ်တို့ကိုတန်ရှင်းစင်ကြယ်စွာစောင့်ရှောက်တင်းစီနိုင်ရန်အရေးကြီးပါတယ်။ယောက်ျားကလေးချင်းချင်းမိန်းကလေးချင်းချင်းအဆွေခင်မုန်းဖွဲ့ခြင်း၌၎င်းယောက်ျားကလေးများနှင့်မိန်းကလေးများအကျွမ်းတဝင်ဖြစ်ခြင်း၌၎င်းစူးစမ်းစင်ကြယ်တတ်သောစိတ်ရှိရနှင့်ကောင်းစွာဝေကွဲဆုံးဖြတ်တတ်ရန်အရေးကြီးပါတယ်။ကလေးတငယ်ရဲ့ဘဝကနေပြီးတော့လူကြီးဘဝတို့ပြောင်းလဲလျက်ရှိတဲ့အတွက်ကြောင့်စိတ်နေစိတ်ထားများခိုင်မြဲတည်ကြည်ခြင်း မရှိသေးပါဘူးအဲ့ဒီအချိန်မှာဆိုလို့ရှိရင်မိမိတို့ပတ်ဝန်းကျင်မှာတွေ့မြင်ရတဲ့ဖြစ်ပျက်တွေပေါ်မှာအတိအလိမ်မာနဲ့စိတ်ပါဝင်စားလေတင်းတင်းစွာနေထိုင်တတ်စေဖို့လိုအပ်ပါတယ်အားလက်တဲ့အချိန်ဒီမှာဆိုလို့ရှိရင်စိတ်ပါဝင်စား၍အကျိုးဖြစ်ထွန်းပွဲအလုပ်တွေကိုလောက်ကင်သည့်အလေးအကျင့်ကို ဖြစ်ထွန်းစေတင်ပါတယ်ပြင်းလာတဲ့အခါမှာတက်တိလိမ်မာ၍ဆုံးမပဲ့ပြင်တွင်တင်တတ်သောမိဘများဖြစ်လာနိုင်စေဖို့အတွက်ယောက်ျားကလေး မင်းကလေးအားလုံးတို့ဟာဆိုရင်မိမိတို့ကိုယ်တိုင်လိုအပ်သောအီချင်းများကိုငယ်စဉ်ကပင် ဖြည့်ဆည်းတင်ပါတယ်။ကျမ်းမာခြင်းနဲ့ညီညွတ်တဲ့အလေးအကျင့်၊နောက်ကောင်းစွာပြောဆိုတတ်တဲ့အလေးအကျင့်တွေမိမိတို့နဲ့တင့်လျော်တဲ့စိတ်ဝင်စားမှုတွေကိုသိရှိနားလည်ပြုမှုကြဖို့လိုပါတယ်။နေအိမ်ဟာဆိုလို့ရှိရင်ကိုယ်စိတ်နှပြချမ်းသာရှင်ပြသောဌာနဥပ္ပအန္တရာယ်တို့မှကင်းရှင်းသောဌာနတအုပ်နဲ့တူချစ်ခင်ကျင်နာစွာနေထိုင်ရာဌာနအစစအရာနေထားကြရှိသောဌာနဖြစ်တင်ပါတယ်။အသေးငယ်ဆုံးသော အိန္ဒုအိန္ဒာအစုအတင်းရဆိုလို့ရှိရင်အကြီးမားဆုံးအစုအတင်းဖြစ်သည့်တိုင်းနိုင်ငံအတွက်အရေးကြီးဆုံးသောမူလအစုအတင်းပင်ဖြစ်ပါတယ်။ဒါကတော့20ရာစုကလက်ထောက်ပညာမင်းကြီးဦးထွန်းအောင်ရေးခဲ့တဲ့အိန္ဒုအိန္ဒာကောင်တို့ရဲ့ရေးချင်းများဆိုတဲ့တင်ငန်းစာကောင်တို့ချက်ကိုလေ့လာခဲ့ရတာပဲဖြစ်ပါတယ်။ဒီတင်ငန်းစာကိုလေ့လာခြင်းအပြင်ဘာတွေကိုလေ့လာသိရှိရလဲဆိုတော့အိန်ဆိုတဲ့အတိတ်ပဲ။အိန်ဆိုတာကိုယ်စိတ်နှစ်ဖြာချမ်းသာ ရှင်ပြတဲ့ဌာနဥပ္ပအန္တေတို့ကင်းရှင်းရဌာနဒုနဲ့ဒုချစ်ခင်ကျင်လာစွာနေထိုင်ရဌာနအစစအရာနေကြစားရှိတဲ့ဌာနဒီလိုနေရာမျိုးဖြစ်တဲ့။အဲ့လိုမဟုတ်ဘဲနဲ့အိမ်ကိုပြန်ရောက်တဲ့အခါစိတ်ညစ်စရာစိတ်ရှုပ်စရာစိတ်ပြက်စရာဒီလိုမျိုးဖြစ်နေတယ်ဆိုရင်တော့ဒါကအင်မတန်မှဖြစ်တဲ့အချက်ပဲဖြစ်ပါတယ်။ဒါဟာဘာကြောင့်ဖြစ်နေရလဲဆိုတော့ဒီမိသားစုအိမ်သူအိမ်သားစုတွေမှာအတူတကွနေထိုင်ကြတဲ့အိမ်သူအိမ်သားတွေရာဆိုလို့ရှိရင်မိမိတို့ရဲ့ လောက်ဆောင်မဲ့တာဝန်တွေဝတ္တရားတွေပြက်ကွက်နေလို့ပဲဖြစ်တယ်ဒါကြောင့်မလို့မိမိရဲ့အိမ်ဟာပျော်ရှင်စရာအင်္ဂလိပ်နောက်ပျော်ရှင်စရာမိသားစုလေးဖြစ်ခြင်းနဲ့ဆိုရင်တော့ဒီတင်ကန်းစာမှာဖော်ပြထားတဲ့အိမ်သူအိမ်သားကောင်းတို့ရဲ့အီချင်းကောင်းများကိုလေ့ကျင့်ခြင်းဖြင့်ပျော်စရာကောင်းတဲ့မိသားစုဘဝကိုပိုင်ဆိုင်နိုင်နိုင်မယ်လို့လေ့လာသိရှိရပါတယ်ဒါကတော့ခက်စိတ်အဖွင့်ပဲဖြစ်ပါတယ်ဒီခက်စိတ်ဖွင့်ကိုဘာကြောင့်အသင်ယူရလဲဆိုတော့ဆရာတို့ရှေ့ရလေ့လာခဲ့တဲ့တင်ကန်းစာထဲမှာ ဒီစကလုံးတွေကိုနားလိုက်တဲ့သူလည်းရှိလို့နားမလည်တဲ့သူလည်းရှိပါရှိပါလိမ့်မယ်အဲ့တော့ဒီစကလုံးတွေရဲ့အတိတ်တွေကဘာတွေပါဆိုတာကိုလေ့လာလို့ရအောင်ဒါဖော်ပြပေးထားတာပဲဖြစ်ပါတယ်ဒါတွေကိုစက်မစာမေးပွဲမှာဆိုလို့ရှိရင်လည်းဒါတွေကိုတိတိကျကျဖြေဆိုပေးရမှာဖြစ်ပါတယ်နောက်တစ်ခုလင်္ကာများဒီသင်္ကန်းစာမှာဆိုရင်ယူပကလင်္ကာဝင်္ဂဝဋ္ဌိလင်္ကာအဲ့လင်္ကာလို့ခေါ်တယ်ဝင်္ဂဝဋ္ဌိလင်္ကာဆိုတာကတော့ဓာတ်ရိုက်မရေးပဲတွယ်ဝိုက်ရေးဖွဲ့ထားတာကိုဝင်္ဂဝဋ္ဌိလင်္ကာလို့ခေါ်ပါတယ် ရှေ့ရတင်ကန်းစာတွေကိုကြည်ညက်ညက်လေးလာသိရှိခဲ့ပြီးပြီဆိုရင်တော့ခုပေါ်ပြပြထားတဲ့မေကုန်းတွေကိုလွယ်ကူစွာပြေဆိုနိုင်မှာပဲဖြစ်ပါတယ်။ဒီဖော်ပြထားတဲ့မေကုန်းတွေမေကုန်းတို့တွေကိုပြေဆိုတဲ့အခါမှာစလုံးပေါင်းတပ်ပုံမှန်ကန်ဖို့ဟာအင်မတန်မှအရေးကြီးပါတယ်။ဒါကြောင့်မှန်မှန်ကန်ကန်နဲ့လိုရင်းဆိုပြရမှာဖြစ်ပါတယ်။နောက်တစ်ခုမေကုန်းရှေ့ကိုပြေဆိုတဲ့အခါမှာတော့မေးထားတဲ့မေကုန်းနဲ့အံဝန်ဝင်ကြဖြစ်အောင်ပြေဆိုပြရမှာဖြစ်ပါတယ်။အထူးတတိပြုရမှာကတော့အချက်လက်ပြည့်ပြည့်စုံစုံနဲ့ပြေဆိုပေးဖို့လိုအပ်ပါတယ်။ နောက်တစ်ခုလေ့ကျင့်ရမိကုန်များဒီလေ့ကျင့်ရမိကုန်များကတော့ကျောင်းသားကျောင်းသူတွေဒီတင်ကန်းစာနဲ့ပတ်သက်ပြီးတော့ဘာခန်းစားချက်တွေရရှိသွားလဲဘလို့အသိပညာရရှိသွားလဲဘလို့ခံချက်တွေဖြစ်လာလဲအဲဒါကိုစမ်းသပ်တဲ့မိကုန်တွေပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီတင်ကန်းစာတွေကိုအဖြေဆိုတဲ့အခါမှာကျောင်းသားကျောင်းသူတွေအနေနဲ့မိမိတို့ရဲ့ခန်းစားချက်ထင်မြင်ချက်ယူဆချက်လေလာတွေ့ရှိချက်ဒါတွေကိုအခြေခံပြီးတော့ဖြေဆိုပေးရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်